ကုံမွေးတဲ့မြောက်ကုတ်ပြင်6တောက်ကိုကြုံတွေ့နေရပါတယ်။ဒါရီစတင်ဖြစ်လာခဲ့တာကတော့လွန်ခဲ့တဲ့တလလောက်ကအမေရိကန်သမ္မတထရန့်ရဲ့အီလွန်ဂျာကသဘောထားကွဲလွဲမှုတွေကနေ စတင်ခဲ့တာပါ။မနေ့ကဇူလိုင်လ10ရက်နေ့အင်္ဂါနေ့မှာထရန့်ဆိုးရွားကတင်သွင်းထားတဲ့ဥပဒေမူကြမ်းကိုအထက်လူတော်ကအတည်ပြုပြီးနောက်မှာတော့အီလွန်ကနောက်တစ်ခါမဲဆွယ်ကမ်ပိန်းကြရင် အခုဥပဒေကိုအတည်ပြုဖို့ထောက်ခံကဲသူတွေကိုမဲရှုံးအောင်လုပ်ပြမယ်လို့ပြောဆိုလိုက်ပါတယ်။အီလွန်က အခုဥပဒေမှာပါတဲ့အောက်ခြေလူဒန်းစားနဲ့လူလယ်တန်းစားတွေအပေါ်အခွန်ကောက်ခံမှုရပ်ဆိုင်းပေးလိုက်တာဟာကျန်းမာရေးနဲ့အခြေခံလူမှုဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေမှာအစိုးရရဲ့ဘတ်ဂျက်ပိုကုန်ကျနိုင်သလိုချမ်းသာတဲ့သူတွေကြောင့်မဖြစ်မနေအခွန်ဆောင်ရတာမို့ဒါဟာတရားမျှတမှုမရှိဘူးလို့ဆိုပါတယ်။ထရမ်ဘတ်ကလည်းသူ့အစိုးရကိုအီလွန်ရဲ့ကုမ္ပဏီတွေကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့နဲ့အထူးသဖြင့် အီလွန်မတ်ရဲ့ကုမ္ပဏီတွေနဲ့အစိုးရချုပ်ဆိုထားတဲ့စာချုပ်တွေကိုပြန်လည်စစ်ဆေးသုံးသပ်ဖို့ပြောကြားလိုက်ပါတယ်။ဒါအပြင်အီလွန်အနေနဲ့ဒီထက်ပိုပြီးဆုံးရှုံးသွားရနိုင်တယ်လို့လည်းထရန့်ကပြောလိုက်ပါတယ်။အီလွန်ဦးဆောင်ခဲ့တဲ့အစိုးရထရောင်ရေးဌာနဒိုရှရဲ့လောက်ပိုင်ဝင်စီမင်းတွေရပဲသူ့ကုမ္ပဏီတွေကိုပိတ်သိမ်းပြီးသူ့ကိုပြည်နေတန်ပေးပြစ်မယ်လို့တမရာထရန့်ကဆိုပါတယ်။သူစတင်ခဲ့တဲ့ဒိုရှကအခုဆိုအင်အားအဆမတန်ကြီးလာနေပြီး သူ့ကိုပါပြန်လဲဝါမျိုးသွားနိုင်တယ်လို့ထရန့်ကချိန်ချောက်ပြောဆိုလိုက်ပါတယ်။အီလွန်တယောက်တကယ်ပဲသူဆောင်ခဲ့တဲ့အဖွဲကနေပဲသူ့ကိုပြန်ပြီးနေကောင်းချုပ်သွားစေမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံအပါအဝင်ဥရောပတစ်ခွင်မှာအပူချိန်အစမတန်မြန်မာနေမှုကြောင့်ပယ်ရီမျိုးရဲ့နာမည်ကြီးပြရုပ်တစ်ခုဖြစ်တဲ့အီဖယ်မျိုးစင်ကိုယာယီပိတ်ထားရမယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြလာပါတယ်။လက်ရှိအပူလိုင်းကြောင့် ။ဤဖဲမျိုးစင်ကိုလာရောက်လဲပတ်ကြတဲ့ခီသွားတွေအဆင်ပြေပြေရှိစေဖို့နဲ့လုံခြုံစိတ်ချရစေဖို့အတွက်မျိုးစင်ကိုတိုင်းတောင်မှုတွေပြုလုပ်သွားမှာပါ။တိုင်းတာဆက်စိနေတဲ့ဒီတစ်ပတ်အင်္ဂါနဲ့ဗော်ဒူနှရဲ့စလုံးမှာမျိုးစင်ကိုပိတ်ထားမှာဖြစ်တယ်လို့တာဝန်ရှိသူတွေဘက်ကထုတ်ပြန်သိပေးထားပါတယ်။ဤဖဲမျိုးစင်ရဲ့ပထမတန်းနဲ့ဒုတိယအထက်ကိုတော့စက်ပွင့်ထားပြီးမှဖြစ်ပေမယ့်လမဲ့ကြိုတင်ဝယ်ယူထားသူတွေကဝင်ခွင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီတစ်ပတ်အတွင်းမှာပဲ ပြင်သစ်မှာအပူချိန်36ဒီဂရီစင်တီဂရိတ်အထိရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပြီးတောင်ပိုင်းဒေသတွေမှာတော့40ဒီဂရီစင်တီဂရိတ်အထိရောက်ရှိနိုင်တာမို့ပြင်သစ်အစိုးရကနိုင်ငံတော်အပူလိုင်းသတိပေးချက်တွေကိုလည်းထုတ်ပြန်ထားပါတယ်ရှင်။